ယောရဘွန်အညဟာဆယ်ယောဒီနေ့မှာတော့လူတယောက်နဲ့ခွေးကလေးတစ်ကောင်ကြားကမေတ္တာတရားနဲ့တန်ရောစဉ်တွေအကြောင်းကိုဖော်ကျူးထားတယ်။2023မှာထွက်ရှိခဲ့တဲ့ Happy ဆိုတဲ့ရုပ်ရှင်လေးကို recap လုပ်ပေးသွားမှာပဲဖြစ်ပါတယ်။ရုံစင်းချိန်ကိုရောက်တာနဲ့မင်းစုဟာအိမ်မာသူ့ကိုအမဲဆောက်မြော်နေခဲ့တဲ့သူ့ရဲ့တစ္ဆာအရှိဆုံးအဖော် ခွေးကလေးရွန်နီစီကို အပြေးပြန်ခဲ့ပါတယ်။တကားဖွင့်လိုက်တာနဲ့ရွန်နီဟာအမိကိုအားကုန်ခါရမ်းပြီးပျော်ရွှင်စွာကြိုဆိုနေခဲ့ပါတယ်။ ရောနီကြောင့်မင်းစုရဲ့ဘဝဟာဘလောက်ပဲစိတ်ဖိစီးနေပါစေအမြဲငြိမ်းချမ်းသွားတယ်လို့ခံစားရပါတယ်။မင်းစုအတွက်တော့ရောနီဟာအိမ်မွေးတိရစ္ဆာန်သက်သက်မဟုတ်ပါဘူး။သူ့ဘဝရဲ့အဆိုးဆုံးအချိန်တွေကိုမြင်ပူးပြီးချစ်ခဲ့ကြတဲ့အချစ်ဆုံးတငယ်ချင်းညီအကိုတယောက်ဖြစ်ပါတယ်။မင်းစုဟာရော်နီကိုအစာကျွေးပေးတာနဲ့ရေမှုချိုးပြီးဝတ်စားလဲလိုက်ပါတယ်။ဒီနေ့ကသူ့ကောင်မလေးကိုလက်ထပ်ခွင့်တောင်းမဲ့နေလေးပဲဖြစ်ပါတယ်။စားတောက်ဆောင်ရောက်တော့ ဖျောင်းနိုင်မီတွေနိုင်ပေါင်းများစွာအချိန်ပေးပြီးရစ်ထားတဲ့စာတစောင်းနဲ့အရာအလုံးဟာအစဉ်စဉ်ပြစ်နေခဲ့ပါတယ်။မင်းစုကသူ့ရဲ့ခန်းစားချက်အလုံးကိုထည့်ပြီးစာကိုဖတ်ပြနေတဲ့အချိန်မှာကောင်မလေးရဲ့မျက်လုံးတွေကညှို့ညံ့နေပြီးပြုံးနေခဲ့ပါတယ်။ပြီးတဲ့အခါမှာမင်းစုကဒူးထောက်ပြီး Will you marry me လို့မေးလိုက်တဲ့အခါကောင်မလေးကဟုတ်ကဲ့လို့တိုးတိုးလေးပြေးလိုက်ပါတယ်ခဏတာတော့မင်းစုဟာကံကောင်းခြင်းတွေ ပြည့်နေတယ်လို့ခံစားရပါတယ် ဒါပေမဲ့ကောင်မလေးကသူ့လှုပ်ဝက်ထတာတခုရှိတယ်ဆိုပြီးတော့ပြောပြခဲ့ပါတယ်။အဲ့ဒါကတော့ကောင်မလေးကခွေးတရဲနဲ့မတည့်တဲ့ယောဂအလက်ချင်ရှိနေတာပါပဲ။မင်းစုကရွန်နီကိုတိတ်ချစ်တာမှမပြောရခဲ့လို့နှစ်ပေါင်းများစွာလှုပ်ဝက်လာတာဖြစ်ပြီးသူ့နဲ့တွေ့တိုင်းကောင်မလေးကစေးတောင့်နေခဲ့ရတာလို့ပြောပြပါတယ်။အခုလက်ထပ်တော့မှဖြစ်လို့အမှန်တိုင်းဖွင့်ပြောရတာပါလို့သူကပြောပါတယ်။မင်းစုကအရန်ကိုတုံ့လှုပ်သွားခဲ့ပေမဲ့ကောင်မလေးစိတ်ညစ်မှာဆိုလို့စိတ်မပူနဲ့ ရော်နီကိုဆွေမျိုးတွေကမွေးပေးမှာပါဆိုပြီးနှစ်သိမ့်ပြောလိုက်ပါတယ်။မင်းစုကကောင်မလေးနဲ့သူ့ရဲ့ခွေးကလေးရော်နီကြားမှာဘလို့ရွေးချယ်ရမလဲဆိုတာကိုအရန်ကိုပြများခဲ့ရပါတယ်။အဲ့ဒီညမှာပဲသူ့ရဲ့အကိုတဝင်းခွဲနဲ့အရက်တောင်ရင်ရှင်ဖွင့်ခဲ့ကြပါတယ်။ပြဿနာဖြေရှင်းရမှာတော်တဲ့သူ့အကိုကရော်နီကိုတင့်တော်တဲ့သူရှာပြီးမွေးစားဖို့အကြံပေးခဲ့ပါတယ်။သူ့အကိုက Instagram မှာသူ့မှာ follower အများကြီးရှိတဲ့စိတ်မပူနဲ့ရော်နီကိုမွေးစားမဲ့သူတယောက်တော့ရှိလာမှာပါလို့ပြောခဲ့ပါတယ်။တကယ်လို့ရော်နီကိစ္စအဆင်ပြေသွားရင်ငါဖုန်းကွဲသွား ွားလို့ဖုန်းအသစ်တစ်လုံးတော့ဝယ်ပေးရမယ်ဆိုပြီးအပေးယူလုပ်ခဲ့ကြပါတယ်။အိမ်ပြန်ရောက်တော့ရွန်နီကိုမြင်လိုက်ရတဲ့အခါမင်းဆူဟာသူ့ကိုယ်သူလူဆိုးတစ်ယောက်လိုမျိုးခံစားခဲ့ရပါတယ်။သူချစ်ရတဲ့ခွေးလေးကိုဘလို့နှလုံးသားနဲ့များခွဲခွာရပါမလဲဆိုပြီးဝမ်းနဲ့နေခဲ့ပါတယ်။ရွန်နီကိုမင်းရဲ့မိသားစုလိုနေပေးနိုင်မဲ့သူမရှိရင်မင်းကိုအကိုထဲမပေးပါဘူးဆိုပြီးဂရီပေးလိုက်ပါတယ်။တပတ်အကြာမှာတော့ မင်းဆူနဲ့သူ့ကိုဟာရွန်နီအတွက်မွေးစားမဲ့သူတွေကိုအချိန်ယူပြီးစစ်ဆေးရွေးချယ်ခဲ့ပါတယ်ပထမတစ်ယောက်ကတော့သူ့ကလေးအတွက်အဖော်လိုခြင်းနေတဲ့မိခင်တဦးပါဒါပေမဲ့သူ့အကိုရဲ့ဖုန်းတန်ကြောင့်သူ့ကလေးကလက်နိုပြီးငိုတဲ့အခါမှာအမျိုးသမီးကဒေါသရကြီးစိတ်မထိန်နိုင်ဖြစ်သွားတာကိုမြင်ရတော့မင်းဆူကပထမတစ်ယောက်ကိုလက်လျှော့လိုက်ပါတယ်ဒုတိယတစ်ယောက်ကတော့သူ့ပုံရိပ်ကိုမြင့်တင်ခြင်းနဲ့ချမ်းသာတဲ့စီးပွားရေးသမားတစ်ယောက်ပဲဖြစ်ပါတယ်မင်းဆူတို့စီမှာခွေးမွေးတွေကပ်ပါလာတဲ့ဆိုပြီးအတန်းကြိုက်ဈေးစားကြောင်နေတာကိုတွေ့လိုက်ရတဲ့အခါမှာလဲမင်းဆူကစိတ် ပြတ်သွားခဲ့ပါတယ်။ခွေးတွေကအိမ်အလှဆင်ပစ္စည်းတွေမဟုတ်ဘူး။စိတ်ရင်းနဲ့ချစ်နိုင်မှမွေးပါလို့ပြောပြီးထွက်လာခဲ့ပြန်ပါတယ်။တတိယတယောက်ကတော့သူသားလေးအတွက်ခွေးရှာရဲဖခင်တဦးပဲဖြစ်ပါတယ်။သူသားလေးဟာသူ့ခွေးလေးဆုံးပါသွားပြီးကြဲကစိတ်ထက်ကြပြီးအခန်းထဲမှာပြိမိနေတာမို့ရွန်နီကသူ့သားရဲ့စိတ်တက်ကိုပြန်လည်မြင့်တင်ပေးနိုင်မယ်လို့မျှော်လင့်ခဲ့ပါတယ်။မင်းစုကစိတ်မကောင်းဖြစ်ပြီးသူ့သားရဲ့အခန်းကိုသွားပြီးအပိစကားပြောပါတယ်။ရွန်နီကိုရဲ့ဓာတ်ပုံကို ပြလိုက်တဲ့အခါမှာတော့ ကောင်လေးကသူ့ခွေးနဲ့တပုံစံနဲ့တူတဲ့ရွန်နီကိုတွေ့ပြီးသူ့ခွေးကိုခိုးသွားပါတယ်ဆိုပြီးဆွဆွဲခဲ့တာကြောင့်မင်းစုနဲ့ရန်ဖြစ်ခဲ့ရပါတယ်ဒီတစ်ချိန်မှာလည်းအစစ်မပြေခဲ့ပြန်ပါဘူးညီကိုနှစ်ယောက်အိမ်ပြန်လာတဲ့လမ်းမှာအကိုဖြစ်သူကမင်းစုရဲ့ကွယ်လွန်သွားတဲ့မိခင်အိမ်ကိုဝင်ဖို့အကြံပေးခဲ့ပါတယ်မင်းစုကအမေရဲ့အခန်းဝါကိုရောက်တော့ရက်နေခဲ့တယ်မှန်ညာတွေကနာကျင်လွန်းလို့အထဲကိုမဝင်ရဲခဲ့ပါဘူးအမေဆုံးသွားတဲ့ညကိုပြန်အမှတ်ရပြီးသူ့ကိုရုံးထွက်နိုင်အောင်ကူညီခဲ့တာကရော်နီတယောက်တည်းပါပဲ ဒါကြောင့်လဲမင်းစုကရွန်နီကိုအရန်ချစ်တာပါသူဘဝရဲ့အမှောင်ပိုင်းဆုံးအချိန်မှာရွန်နီဟာသူ့အတွက်အလင်းရောင်ဖြစ်ခဲ့ပါတယ်။အဲဒီညမှာပဲသူ့အကိုရဲ့ကော်ဖီဆိုင်မှာညီကိုနှစ်ယောက်အရက်တောက်ဖြစ်ကြရင် မင်းစုကသူ့အမေနဲ့ပတ်သက်တဲ့အမှတ်တရတွေ၊နောင်တရတာတွေနဲ့သူ့အမေအသက်ရှင်နှုန်းကပိုပျော်အောင် လုပ်မပေးနိုင်ခဲ့တဲ့အကြောင်းတွေကိုဖွင့်ဟပြောခဲ့တယ်။ပြီးတော့သူကရွန်နီကိုဆွတ်လွတ်ဖို့ဖြစ်နိုင်မှုဆိုတာကိုလည်းတွေးတောနေခဲ့ပါတယ်။ပြောနေရင်းနဲ့မင်းစုဟာမျက်ရည်တွေကျလာခဲ့တယ်။ သူ့အကိုကမင်းစုကိုမျက်ရည်တုပ်ဖို့တ िश ူးတရွက်ပေးလိုက်ပေမဲ့မယုတ်စော်တွေပေးနေတဲ့တ िश ူးဖြစ်နေတာကြောင့်မင်းစုမျက်လုံးတွေထူပူပြီးတော့အယံကိုငိုကြွေးခဲ့ရပါတယ်နောက်တနေ့မှာတော့အကိုဖြစ်သူကသူ့ရဲ့ဦးလေးတယောက်ကခွေးမွေးမျိုးရဲ့အတွေ့အကြုံရှိပြီးခြံကလည်းအကျယ်ကြီးရှိတယ်။သူ့စီမှာရွန်နီကိုထားဖို့အဆင်ပြေမယ်လို့ယူဆပြီးဦးလေးအိမ်ကိုထွက်ခဲ့ကြတယ်။သူတို့ရောက်တဲ့အခါမှာသူ့အကိုရဲ့ဦးလေးနဲ့စကားပြောဖို့အထဲကိုဝင်သွားပြီး မင်းစုကိုအပြစ်မှာစောင်းခိုင်းထားခဲ့တယ်။ဒါပေမဲ့အကိုဖြစ်သူကစကားတော်မဆရသေးခင်မှာဦးလေးကသူ့ခရီးသွားနေတော့မှသူခွေကိုဆောင်းလျှောက်ပေးဖို့လာကပေးပါမယ်ဆိုပြီးခွေကိုအပ်ခဲ့တယ်။ဒါကြောင့်ရိုနီကိစ္စကိုမပြောနိုင်ပဲနဲ့နောက်ထပ်ခွေတစ်ကောင်မှခေါ်လာခဲ့ရပါတော့တယ်။အခုဆိုရင်သူတို့ကားထဲမှာခွေနှစ်ကောင်ဖြစ်သွားခဲ့ပါပြီ။ အိမ်ပြန်လာတဲ့လမ်းမှာမင်းစုကရော်နီကိုပို့ဖို့သွားပါတယ်ဆိုမှဘာလို့ခွေးတော်ကောင်ထပ်ခေါ်လာတာလဲဆိုပြီးတယောက်နဲ့တယောက်အပြစ်တင်ကြပါတယ်။အဲ့ဒါနဲ့အကိုကလည်းဖုန်းထဲမှာရှောက်ကြည့်ရင်းနဲ့အာရင်ဆိုတဲ့အမျိုးသမီးတယောက်ကိုရှာတွေ့ခဲ့တယ်။အာရင်ကတော့ခွေးချစ်သူတယောက်ဖြစ်ပြီးကယ်ဆယ်ရေးခွေးတွေအတွက်သီးသန့်ပန်းချံတစ်ခုလည်းပိုင်ဆိုင်ထားပါတယ်။ဒီတခါတော့အဆင်ပြေပြီလို့ယုံကြည်နေခဲ့တယ်။နေရာကိုစစ်ဆေးကြည့်တဲ့အခါမှာပန်းချံကဝေးလံနဲ့ကျဲကျူးကျွမ်းမှဖြစ်နေပါတယ်။ မင်းစုကချီတုံချီပြဖြစ်နေပေမဲ့ရော်နီအတွက်သွားရတော့မှမို့နောက်တနေ့မှသူတို့ဟာခရီးစတင်ထွက်ခွာခဲ့ပါတယ်။မင်းစုကကားမောင်းနေတော့မှဘေးကဖြတ်သွားတဲ့ကားတစ်စီးပေါ်မှာသူ့အကိုကရှပါခွေးတကောင်ကိုတွေ့လိုက်ရတော့မင်းစုရဲ့ဖုန်းကိုယူပြီးဓာတ်ပုံရိုက်လိုက်ပါတယ်။မင်းစုကဖုန်းလွတ်ကြမယ်နော်လို့ပြောတော့မှပဲကားကခုံပြီးတကယ်ပဲဖုန်းကလွတ်ကျသွားခဲ့ပါတယ်။မင်းစုကအလောင်းပြောင်းရီမောဟားတိုက်ပါတော့တယ်။ကောင်းတယ်ငါပြောတာပဲမင်းဖုန်းကကွဲနေတာပဲ။ လဲလိုက်တော့ဆိုပြီးသူ့အကိုကိုလှောင်ခဲ့ပါတယ်။အဲ့ဒီချိန်မှာသူ့အကိုကမျက်စိမျက်နှာပြက်ပြီးတောင်းပန်ပါတယ်လို့ပြောလိုက်တော့မှတကယ်တော့ပြုတ်ကျသွားတဲ့ဖုန်းကသူ့ဖုန်းဆိုတာကိုသိလိုက်ရတဲ့အခါမှာတော့မရှိနိုင်တော့ပါဘူး။ကားကိုရက်ပြီးနောက်ကိုပြန်ပြေးကဖုန်းသွားရှာရပါတော့တယ်။ဖုန်းကိုပြန်ကောက်လာတဲ့အချိန်မှာပဲရော်နီကဆက်ကူပုံးကိုကြည့်ပြီးဟောင်းနေတာကိုတွေ့လိုက်တော့သူတို့လည်းတွားကြည့်လိုက်ပါတယ်။ဆက်ကူပုံးထဲမှာစွန့်ပစ်ထားတဲ့ခွေးကလေးတွေကိုတွေ့လိုက်ရပါတယ်။ သူတို့ကမနေနိုင်မဲ့အနည်းဆုံးခွေးခေဟာကိုကိုညီတောင်းရမယ်ဆိုပြီးခွေးကလေးတွေကိုခေါ်လာခဲ့ပြန်ပါတယ်ခွေးခေဟာကိုရောက်တော့မန်နေဂျာကဒီခွေးတွေဟာမျိုးဆက်ခွေးတွေဖြစ်တာကြောင့်မွေးစားဖို့ခက်ခဲလိမ့်မယ်ဆိုပြီးလက်မခံခဲ့ပြန်ပါဘူးမျိုးဆက်ခွေးလေးတွေဆိုရင်မလို့ချင်ပေမဲ့မနိုင်တော့တဲ့အတွက်ကြောင့်မလို့မနာချင်ပဲသေစေမဲ့ဆေးထုတ်ပြီးတက်ရကြောင်းခွေးခေဟာကအမျိုးသမီးကဝမ်းနည်းစွာပြောပြခဲ့ပါတယ်အရာနဲ့ပဲကျင်နာရတဲ့မင်းစုကခွေးလေးတွေကိုတေကုံမှာဆုလို့ပြန်ခေါ်လာခဲ့ရပါတယ် ဒါကိုမြင်တော့အကိုဖြစ်သူကမင်းပြန်ခေါ်လာပြန်ပြီဒါလေးတော့မလုပ်နိုင်ဘူးလားငါသွားမယ်ဆိုပြီးအကိုဖြစ်သူကခွေးကြရာစီထပ်သွားပြန်ပါတယ်ဒီတခါမှလည်းအမျိုးသမီးကအငုံမျက်လုံးတွေနဲ့စွန့်ပစ်ထားတဲ့ခွေးကလေးတွေဟာအရင်ကိုတနာဖို့ကောင်းပြီးသူတို့တခင်တွေက ရိုက်နှက်နေလို့သူကခေါ်လာခဲ့ရကြောင်းပြောပြပါတယ်ဒါပေမဲ့ခွေးတွေရာချီပြီးသူတယောက်တည်းမနိုင်တော့လို့မွေးစားမဲ့သူမရှိတဲ့မျိုးဆက်ခွေးလေးတွေဆိုရင်နာကျင်မှုမရှိအောင်ဆေးထိုးတတ်ရကြောင်းငိုပြီးပြောပြပါတယ် ခွေးလေးတစ်ကောင်ကိုပြပြီးဒီခွေးလေးကလည်းနာယီပိုင်းတွင်းမှာတက်ခံရတော့မှာပါဆိုပြီးပြောပြတဲ့အခါခွေးပြန်ပေးဖို့သွားတဲ့အကိုဖြစ်သူဟာပြန်မပေးနိုင်တော့တဲ့အပြင်အဲ့ဒီခွေးကလေးကိုပါခေါ်လာခဲ့ပြန်ပါတယ်။အခုဆိုရင်သူတို့ကားပေါ်မှာခွေးကလေးတွေအများကြီးဖြစ်သွားခဲ့ပါပြီ။အဲ့ဒီအချိန်မှာတော့ဂျဲဂျူကျွန်းကအာရင်းကသူတို့ရဲ့တခုရဲသောမျောလင့်ချက်ဖြစ်ခဲ့တယ်။သူတို့ခရီးဆက်ပြီးအနီးနားကတဲကိုကန်တို့ကမှနားခဲ့ကြပါဗျ။နောက်နေ့မနက်မှာမင်းစုကခွေးဟောင်းတန်းကြလို့အပြင်ထွက်ကြည့်တဲ့အခါမှာ တဲကိုကန်ပိုင်ရှင်လူကြီးကသူ့ခွေးကိုရိုက်နှက်နေတာကိုတွေ့လိုက်ရပါတယ်။မင်းစုကဒေါသထွက်ပြီးမေးတဲ့အခါလူကြီးကခွေးသားစားတဲ့ဆိုင်ကိုဒီနေ့ရောက်မှာလို့ပြောခဲ့ပါတယ်။မင်းစုဟာအရာကိုကြာတော့အယံလန့်သွားပြီးအဲ့ဒီခွေးကိုချက်ချင်းဝယ်ခဲ့ပါတယ်။သူတို့ဟာခွေးကိုကယ်တင်နိုင်ခဲ့ပေမဲ့သူတို့ရဲ့အခြေအနေကတော့ခွေးတွေအများကြီးနဲ့ထိမနိုင်သိမရဖြစ်နေခဲ့ပါပြီ။သူတို့တွေဟာအရင်ကတော့သူတို့ရဲ့ကလေးတွေကိုလက်ခံလိုက်မယ်လို့ယုံကြည်နေပါတယ်။သူတို့ဟာမျောလင်းချက်နဲ့နိုင်ပေါင်းများစွာတင်မောစီပြီးနောက်မှာ ဂျေဂျူကျွန်းကိုရောက်ခဲ့ကြပါတယ်။ပထမဆုံးပါမုတ်ဆိုင်ကိုဝင်ခဲ့ပြီးတော့အာရင်ရဲ့အကြောင်းကိုစုံစမ်းလိုက်တယ်။အာရင်ရဲ့နာမည်ကိုကြားရတဲ့ပါမုတ်ဝင်နေတဲ့အမျိုးသမီးတဦးကထိတ်လန့်ပြီးထွက်ပြေးသွားခဲ့တယ်။အကိုဖြစ်သူကလည်းနောက်ကနေပြေးလိုက်တော့အဲဒီအမျိုးသမီးကအာရင်ရဲ့အထင်းတော်ဖြစ်နေခဲ့ပါတယ်။အကိုကသူ့ရဲ့ခွေးလေးတွေကိုထားခဲ့ခြင်းလို့လို့ပြောတော့ပထမမှာညှဉ်းဆန်ခဲ့ပေမဲ့ကိုဖြစ်သူရဲ့တောင်းပန်မှုကြောင့်နောက်ဆုံးမှာလက်ခံခဲ့ပါတယ်။ အာရင်ရဲ့အိမ်ကိုရောက်တော့ပန်းကြံကိုဖျက်သွားရင်မင်းစုကအံ့ဩခဲ့ရတယ်။ခွေးထဆင်ပေါင်းများစွာက ပြေးလွှားစော်ကစားနေကြပါတယ်။အာရင်ကိုမတွေ့ခင်အိမ်တော်ထင်းကသူ့မမပန်ကရိယာကင်ဆာရှိတာမလို့စကားပြောတဲ့အခါသတိထားဖို့ဖိပေးခဲ့ပါတယ်။အာရင်နဲ့တွေ့တဲ့အခါမှာမင်းစုတို့ကသူတို့အခြေအနေကိုရှင်းပြလိုက်တယ်။ကံကောင်းစွာနဲ့ပဲအာရင်ကရွန်နီနဲ့ကြံခွေးတွေကိုလက်ခံဖို့သဘောတူခဲ့ပါတယ်။ ဒါပေမဲ့မင်းဆူကရော်နီကိုမိတ်ဆက်ပေးတဲ့အခါမှာအာရင်ရဲ့တုံ့ပြန်မှုကအစ်ဆက်ပြီးခွေးတွေရဲ့နာမည်ကိုသိဖို့မလိုဘူး။ဘာလို့လဲဆိုတော့သူတို့ကနောက်ဆုံးမှသိဆုံးရမှာမလို့ပဲလို့ပြောခဲ့တယ်။ပြီးတော့ရော်နီကိုမိသားစုအစ်တစ်ခုရစေချင်တာဆိုရင်မှားနေတယ်။ဘာလို့လဲဆိုတော့မိသားစုတွေဆိုတာဘရောမှတယောက်ကိုတယောက်စွန့်ခွာမသွားဘူးလို့ပြောခဲ့ပါတယ်။တကယ်တော့အာရင်ကတတိကြီးတယောက်ရဲ့သမီးဖြစ်ပြီးယောဂဖြစ်တဲ့အခါသူမကိုဒီကျွန်းကလေးပေါ်မှာလာပြီးစွန့်ပစ်ထားခဲ့တာပါ။ သူမကသူမရဲ့ဘဝတူဆုံးပြခံခွေးကလေးတွေကိုမွေးစားထားခဲ့တာပဲဖြစ်ပါတယ်။ဒီလိုနဲ့ညီကိုနှစ်ယောက်ဟာခွေးတွေကိုအရင်းစီမှာမထားခဲ့ပဲပြန်ခေါ်လာခဲ့ကြပါတယ်။မင်းစုဟာကန်းချင်မှာထိုင်ရင်းနဲ့အရင်းရဲ့စကားတွေဟာသူ့စိတ်ထဲမှာပဲ့တင်ထက်နေခဲ့တယ်။တကယ်တော့အရင်းပြောတဲ့စကားကိုတိတိကျကျပြန်စဉ်းစားကြည့်တဲ့အခါမင်းစုကတဖြည်းဖြည်းနားလေသဘောပေါက်သွားခဲ့တယ်။မိဘတွေဆုံးသွားကြတဲ့ကသူဟာအထီးချန်တယ်လို့ခံစားရပြီး အဲ့ဒီအထူးကြံစည်မှုကိုအစားထိုးဖို့အတွက်အမြန်လက်ထပ်ဖို့ကြိုးစားခဲ့တယ်။ဒါပေမဲ့အဲ့လိုလုံရင်းနဲ့ရော်နီဟာသူ့ရဲ့မိသားစုဖြစ်နေပြီဆိုတာကိုသူဟာမေ့သွားခဲ့တယ်။မင်းစုဟာသူ့ရဲ့ဆုံးဖြတ်ချက်ကိုပြန်ပြောင်းပြီးရော်နီကိုမထားခဲ့ဖို့ဆုံးဖြတ်လိုက်ပါတယ်။ရော်နီဟာအလွန်ဆုံးနေရာမှာနောက်သုံးနှစ်ပေါ့သူ့ကောင်မလေးကိုလက်ထပ်ဖို့ရွှေ့ဆိုင်းထားမယ်လို့သူ့အကိုကိုပြောပြခဲ့ပါတယ်။မင်းစုခက်ခဲနေတာတွေ့ရတော့အကိုဖြစ်သူကမနေနိုင်ပဲငါရော်နီကိုမင်းအိမ်ရှာမတွေ့ခင်အထိမွေးစားလိုက်မယ်။ မင်းအချိန်မရလာတွေ့ဖို့လို့ပြောတော့မင်းစုလဲဝမ်းသာကျေးဇူးတင်သွားခဲ့ပါတယ်။အဲဒီညမှာဂျဲဂျူကျွန်းကတဲခုကန်တစ်ခုမှသူတို့တွေကခွေးလေးတွေနဲ့အတူတဲခိုကြပါတယ်။အကိုဖြစ်သူကခွေးလေးတွေကြားမှာပျော်ရွှင်စွာစော်ကစားရင်သူလဲခွေးချစ်သူတစ်ယောက်ဖြစ်နေခဲ့ပါပြီ။သူကခွေးလေးတွေကိုတန်ရုံးစင်ရှိနေပြီမို့ဘသူ့ကိုမှမပေးချင်တော့တဲ့အတွက်ခွေးကော်ဖီဆိုင်ဖွင့်မယ်လို့ဆိုပြီးအကြံကောင်းတစ်ခုရလိုက်ပါတယ်။ ဒီလိုဆိုရင်ခွေးတွေလည်းစွန့်ပစ်ခံရမှာမဟုတ်သလိုဝင်ငွေလည်းရနိုင်တယ်လို့တွေးလိုက်တယ်။မင်းစုကလည်းသဘောကျပြီးရင်းနှီးမြှုပ်နှံဖို့ကမ်းလှမ်းခဲ့ပါတယ်။နောက်တစ်နေ့မနက်မှာတော့သူတို့ဟာအောင်မြင်စွာနဲ့ပဲအိမ်ကိုပြန်လာခဲ့ကြပါတယ်။သူ့အကိုစီမာရွန်နီကိုထားခဲ့ပြီးရွန်နီပြောရွှင်စွာကစားနေတာမြင်ရတော့မင်းစုကစိတ်ချလက်ချနဲ့တိတ်တိတ်လေးထွက်လာခဲ့တယ်။အိမ်အပြန်လမ်းမှာတော့မင်းစုကသူ့အချစ်ဆုံးခွေးကလေးရွန်နီကိုထားခဲ့ရတဲ့အတွက်စိတ်မကောင်းဖြစ်နေမိတယ်။အိမ်ပြန်ရောက်တဲ့အခါမှာလည်းမင်းစုဟာမျောလင့်ထားတာထပ်ပို့ပြီးနာကျင်ခဲ့ရပါတယ်။ ိမ်ကအိယာအခန်းထဲကတိတ်ဆိတ်မှုတွေဟာအရာရာဗလာနဲ့ထိဖြစ်နေကြတယ်။အဲ့ဒီညမှာသူအိတ်မပြောနိုင်မဲ့ရော်နီကိုဆုံးပစ်ခဲ့တဲ့အတွက်သူ့ကိုယ်သူအပြစ်တင်နေခဲ့မိပါတယ်။မနဲ့ရောက်တာနဲ့မင်းဆူဟာဆုံးဖြတ်ချက်တစ်ခုကိုချခဲ့ပြီးသူတခါမှနေဖို့စိတ်မကူးထားတဲ့သူ့အမေရဲ့အိမ်ကိုပြန်သွားပြီးအိမ်ကိုတန်ရှင်းရေးလုပ်ပြီးပြင်ဆင်ခဲ့ပါတယ်။ပြီးတဲ့နောက်မှာသူ့ရဲ့ကောင်မလေးကိုဖုန်းဆက်ခေါ်လိုက်ပြီးကောင်မလေးရောက်လာတဲ့အခါမှာ သူရောနီကိုဘလို့မှဆွန့်လို့ဖို့မဖြစ်နိုင်လို့ဒီအင်္ဂလေးထဲမှာသူတို့နှစ်ယောက်နေပြီးတော့ရောနီကိုခြံထဲမှာတတ်တတ်ခွဲထားပါမယ်။ကောင်မလေးနဲ့နိနိကက်ကက်မထိနိုင်အောင်အင်တတ်တတ်ခွဲပေးပါမယ်ဆိုပြီးတောင်းဆိုခဲ့ပါရယ်။ကောင်မလေးကစိတ်ပြတ်မသွားပဲသူမရဲ့အနာဂတ်ခင်မောင်းလောင်းဟာမှန်ကန်တဲ့ဆုံးဖြတ်ချက်ကိုချနိုင်ခဲ့တယ်ဆိုပြီးသူတောင်းဆိုချက်ကိုလက်ခံခဲ့ပါရယ်။အင်းထဲကိုနှစ်ယောက်အတူတူဝင်လာပြီးဒီအင်္ဂလေးမှာအကိုနဲ့အတူတူပြောရွှင်တဲ့အမှတ်တရတွေကိုဖန်တီးမယ်လို့ခရီးပေးလိုက်ပြီး တကားမှမဝင်ခဲ့တဲ့သူ့အမိခန်းကိုတကားဖွင့်ပြီးအတူတူဝင်ခဲ့ကြပါတယ်။နောက်တနေ့မှာရော်နီကိုသွားခေါ်ဖို့အကိုဖြစ်သူစီရောက်သွားတော့ကြံခွေးတွေဟာပျော်ရွှင်စွာကစားနေကြပေမဲ့ရော်နီဟာတယောက်တည်းထိုင်နေပြီးမင်းစုကိုလွှမ်းနေခဲ့ပါတယ်။သူ့ရဲ့နရွက်တွေဟာတွဲကြနေပြီးမျက်လုံးတွေထဲမှာလွှမ်းစမှုတွေပြည့်နှံ့နေတယ်။အဲ့လိုတိတ်ဆိတ်တဲ့ဝမ်းနည်းမှုတွေကြားမှာမင်းစုကအင်တကားဝါမှာပေါ်လာပြီးရော်နီကိုလှန့်ခေါ်လိုက်တဲ့အခါမှာရော်နီဟာချက်ချင်းပဲပျော်ရွှင်စွာအပြေးရောက်လာခဲ့ပါတယ်။ မင်းဆူကရွန်နီကိုပွေဖက်ထားလိုက်ပြီးချစ်ချင်းမြတ်တာတွေပြည့်နှံ့နေတဲ့မင်းဆူနဲ့ရွန်နီတို့ဟာဘရောမမခွဲပဲပျော်ရွှင်စွာနေထိုင်သွားကြတော့မှာပဲဖြစ်ပါတယ်။ချစ်စရာဇလန်းလေးကိုအဆုံးထိကြည့်ရှုပေးကြတဲ့အတွက်ယောရဘွန်တို့ကိုကျေးဇူးများကြီးတင်ပါတယ်။နောက်ထပ်ဇလန်းကောင်းလေးတွေကိုလည်းရွေးချယ်တင်ဆက်ပေးသွားအောင်မှာ ဖြစ်လို့ channel လေးကိုလည်း like and subscribe လေးပေးကြဖို့မမေ့ကြပါနဲ့အောင်နော်။